ေဥဆောင်သူရဲ့ဝိညာဉ်မကျွတ်မလွတ်သေးကြောင်းကို online ပေါ်မှာအတည်ပြုနေကြပြီလေးဖြစ်ပါတယ်။တေဥဆောင်သူရဲ့ဝိညာဉ်ကဝင်ပူမှုတွေလေးရှိနေကြောင်းလေးသိရပါတယ်။ဘာမကျေနပ်မှုတွေရှိနေလဲတော့ကျွန်တော်မသိဘူး။တေချာတကားတော့သူရဲ့ကောင်းမလေးပဲနေမှာဗျ။သူရဲ့ကောင်းမလေးဟာအရင်ကယောက်ျားရခဲ့ဘူးလေ။ယောက်ျားကတယောက်တောင်မဟုတ်ဘူးနှစ်ယောက်ဗျနော်။ဓာပုံရီနဲ့လဲတကွာအကုန်လုံးပြိတ္တတွေကထုတ်ပေါ်ပြီးတော့ချပြခဲ့ပြီလေးဖြစ်ပါတယ်။ ေယောဆောင်သူသာအသက်ပြန်ရှင်လာရင်ကောင်းပါပဲဒီဥဆောင်သူရွေးချယ်မှုအရင်မှားခဲ့တယ်ဆိုပြီးတော့ပြောဆိုနေကြပြီလေးဖြစ်ပါတယ်။ဟုတ်လေဟုတ်ပါရဲ့ဗျ။ဒီဥဆောင်သူရဲ့ကောင်းပါလေးမှာအရင်ကလက်ထပ်ခဲ့ဘူးတာပဲဖြစ်ပါတယ်။ဒီဥဆောင်သူရဲ့တငယ်ချင်းရင်းကိုရင်ကသူဒီဥဆောင်သူရဲ့ကားပေါ်ကနေမစင်းခင်မှာဒီဥဆောင်သူနဲ့သူရဲ့ကောင်းပါလေးကစကားများအချင်းများမှုပြီးနော်ရှိနေကြောင်းလည်းသိရတယ်။အထူးသဖြင့်တော့ဒီဥဆောင်သူကသဝန်သူတွေတဲ့အရင်ပဲတဲ့နော်။ အချောင်းကြီးကလည်းရှင်းပါတယ်သူရဲ့ကောင်းမလေးမှာကနော်ယောက်ျားရဲ့အတော်လေးကိုများတယ်နော်ဒီကောင်းမလေးကတေယုဆောင်သူကိုလမ်းခွဲချင်နေကြောင်းလည်းကျွန်တော်နေနေသိရတယ်ဆိုတော့ရက်ဆက်တယ်ဗျာနော်ဒီလိုကောင်းမမျိုးကလုံးဝကိုကျွန်တော်တို့ချစ်စရာကောင်းတဲ့ဆက်ဆံရေးကောင်းတဲ့သဘောကောင်းတဲ့တေယုဆောင်သူနဲ့လုံးဝမထိုက်တတ်ဘူးတေယုဆောင်သူကနော်သူရဲ့ကောင်းမလေးမှာအရင်ကယောက်ျားရှိခဲ့တယ်ဆိုတာကိုမသိခဲ့ရဘူးလို့အများသူကဒါဘေးပတ်ဝန်းကျင်ကလူတွေကအတိပြုလိုက်ကြပြီလေဖြစ်ပါတယ်နော် ရက်ဆက်လိုက်တာဗျာတော့အခုခေတ်မင်းကလေးတွေကတော်တော်လေးကိုကြောက်ဖို့ကောင်းနေကြအရင်ကယောက်ျားရခဲ့ဘူးဒါကိုလည်းလိမ့်လေထားလာမျိုးဆိုတော့ဒါလူတွေကိုနှိမ့်ဆက်နေရပြန်လုံးဝမသေးရဘူးဒါကြောင့်တေယုဆောင်ထူးဟာခဏခဏဝင်ပူးပြီးတော့မကြေနပ်မှုကိုပြောဆိုနေပြီးဆိုပြီးတော့ online မှာတော့အကြီးကျယ်ကိုဖျောက်ဝေနေကြတော့ကျွန်တော်နေနေ